မင်္ဂလာပါခင်ဗျာအခုချိန်ကစပြီး2025ခုနှစ်မေလ3ရက်နေ့ Radio NUG ရဲ့မနက်ခင်းစီးရီးသတင်းများကိုဖတ်ကြားတင်ပြပြီးသွားတော့မှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့နေဦးနိုင်ပါအခုပထမဆုံးတစ်ပုတ်အနေနဲ့စစ်ကောင်စီကနောင်ချူကြောင်မဲတီဘောမိုးကုတ်မိုးမိတ်နမ်ဆန်နဲ့မန်တုံမျိုးနဲ့အတွင်းမှာ TNL တပ်များစုခွာရန် တောင်းဆိုချက်အား TNL ပေးချတဲ့သတင်းကိုတင်ပြပေးပါမယ်။အကြံဘက်စစ်ကောင်စီကိုယ်စားလှယ်တို့ကနောင်ချိုကြောင်မဲတီဘောမိုးကုတ်မိုးမိတ်စတဲ့ဒေသများမှာပလောင်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့နမ်ဆန်နဲ့မန်တုံမြို့နယ်အတွင်းထီတို့တအောင်းတက်မတော်တပ်ဖွဲ့များအားလုံးကိုပြန်လည်ဆုတ်ခွာရန်တောင်းဆိုချက်ကို PSLF ကိုယ်စားလှယ်များကသဘောမတူပေးချခဲ့ကြောင်း PSLF TNL မှသတင်းထုတ်ပြန်ထားပါသည်။အဒီလိုသဘောမတူပေးချမှုကြောင့်နှစ်ဖက်အပြန်အလှန်ဆွေးနွေးမှုထက်ဆင့်မတိုးနိုင်သေးဘဲနှစ်ဖက်အပြစ်ခတ်ရက်စင်းနိုင်ရန်အတွက်လာမယ့်ဩဂုတ်လမှာထပ်မံတွေ့ဆုံ ံရန်သဘောတူခဲ့ကြတယ်လို့ဖော်ပြထားပါတယ်။ပလောင်ပြည်နယ်လွမြောက်ရေးတပ်ဦး PSLF ရဲ့ဒုတိယဘူချုပ်ကြီးတားချုပ်ကြောင်ဦးဆောင်တဲ့ကိုစလေများနဲ့အဂျမ်ဘတ်စစ်ကောင်စီမှဒုတိယဘူချုပ်ကြီးကိုကိုဦးဦးဆောင်တဲ့ကိုစလေတို့ဟာတရုတ်နိုင်ငံရဲ့ဂျားဝင်စီစဉ်မှုဖြင့်အေဘီလ28ရက်နေ့နဲ့29ရက်နေ့တို့မှာအပြည့်ခက်ရက်စဲနိုင်ရန်အတွက်တရုတ်ပြည်ကုမင်းမြို့မှာတွေ့ဆုံဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။လေကြောင်းမှဘုံချေခြင်းလက်နက်ကြီးများပစ်ခတ်ခြင်းဒရုန်းများဖြင့်တိုက်ခိုက်ခြင်းထိုးစစ်ဆင်ခြင်းစတဲ့ပစ်ခတ်တိုက်ခိုက်မှုများအလုံးရက်တန့်ရန်တရုတ်မြန်မာနယ်စပ်က ုံသွေးရေးလန်းကြောင်းပြန်လည်ဖွင့်လှစ်နိုင်ရန်ဒေသတည်ငြိမ်အေးချမ်းရေးနဲ့ကိုကန့်တပ်ဖွဲ့ MNDAA ကဲ့သို့တဆင့်တိုးအပြစ်ခတ်ရက်စဲရေးပြုလုပ်နိုင်ရန်အတွက်တရုတ်နိုင်ငံအထူးကိုယ်စားလှယ် Mr. တိတ်ရှိကျွင်းကကမကဋ္ဌပြုအလေးထားကြိုးပမ်းပြီးတော့နှစ်ဖက်တွေ့ဆုံမှုများတိုးတက်လာစေရန်ဆောင်ရွက်ခဲ့တယ်လို့သိရပါပါတယ်ခင်ဗျာ။ ဆက်လက်ပြီးကြောက်ကြီးမျိုးနဲ့အတွင်းမှာရှိတဲ့စစ်ကောင်စီတပ်စခန်းများကိုတပြိုင်နက်တိုက်ခိုက်ရာဒုတိယတရင်မှုအပါအဝင်20ကျော်တိုက်ဆုံပြီးတော့လက်နက်ခဲယမ်းများသိမ်းပိုက်ရရှိတဲ့တဲ့တင်ကိုတင်ပြပေးပါမယ်။ပဲခူးတိုင်းကြောက်ကြီးမျိုးနဲ့အတွင်းမှာရှိတဲ့ကျုံကုံ၊ရင်းတိုက်ကုံ၊တောင်စုရံမျိုးအောင်တမာခေါ်ကြီးရွာများအပါအဝင်နောင်ကုန်းတံတားတို့မှာအထိုင်ချတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်စခန်းများကိုအမှတ်နှစ်စစ်စင်ရေးနယ်မြေကိုကဲမှုအောက်ရှိတပ်များနဲ့ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ပူးပေါင်းတပ်များကအေဗီလာ28ရက်နေ့မှာတပြိုင်နက်တိုက်ခိုက်ဖြက်စီး းခဲ့ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနမှတရင်ထုတ်ပြန်ထားပါသည်အဆိုပါစစ်ကောင်စီတပ်စခန်းများကိုပြည်သူ့ကာကွယ်ရေးတပ်မတော် PDF အမှတ်နှစ်စစ်စင်ရေးနယ်မြေတိုင်းစစ်ဌာနပကူ viewer 24 viewer 25အမှတ်83 3တက်ရင်အာလာဝကစစ်ကြောင်းအမှတ်3933တက်ရင်နဂန်ဒီစစ်ကြောင်းရန်ကုန်ပကပတိုက်ခိုက်ရေးတပ်ဖွဲ့3အရာရီအမှတ်3တက်ရင် အမှတ်3032တက်ရင်အထူးကွန်မန်ဒိုတက်ရင် Spring Warrior Column အမှတ်1935ဒရုန်းအထုတက်ဖွဲ့ UR2526 ဒရုန်းတက်ဖွဲ့တိုင်းလက်နက်ကြီးတက်ဖွဲ့တို့နဲ့ကရင်အမျိုးသားလူမျိုးရေးတက်မတော် KNL တက်ရင်ရှစ်တက်ရင်ကိုတို့ပူးပေါင်းပြီးတိုက်ခိုက်ခဲ့ကြတယ်လို့ဖော်ပြထားပါတယ်။အဲဒီလိုတိုက်ခိုက်မှုကြောင့်စစ်ကောင်စီတက်မှဒုတိယတက်ရင်မှုအပါအဝင်20ကျော် တိဆုံးပြီးအများအပြားထိခိုက်ဒဏ်ရာရရှိကာဆုတ်ခွာထွက်ပြေးသွားခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းလက်နက်ကြီးလက်နက်ငယ်မျိုးစုံ30ကျော်နဲ့ခေယံများစစ်သုံးပစ္စည်းအမြောက်အများကိုတင်စီရရှိခဲ့ကြောင်းထုတ်ပြန်ထားပါတယ်ခင်ဗျာ။ ဆက်လက်ပြီးဓမငယ်ရဲကင်းစက္ကန့်အားဝင်ရောက်တိုက်ခိုက်ရာစစ်ကောင်စီဘက်မှ၃ဦးသေဆုံးတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။မေလ၂ရက်နေ့မနက်၃နာရီမိနစ်50အချိန်မှာပဲခူးတိုင်းနတ်တလင်းမြို့နယ်အရှိဘက်ဓမငယ်ရွာရှိအကျန်းဘက်စစ်သားရဲနှင့်ပြူစောထီးများတက်ဆွေးထားတဲ့ဓမငယ်ရဲကင်းစက္ကန့်အားပဲခူးတိုင်းစစ်ဌာနအမှတ်၂၂ပြူဟာတာယာဝတီခရိုင်အမှတ်၁တပ်ရင်း P23 801တက်ခွဲနှင့် Phoenix DF တက်ခွဲ6အေယာညီနောင်နှင့်နက်တလင်းမျိုးပါကဖားတို့ပူးပေါင်းပြီးဝင်ရောက်တိုက်ခိုက်ခဲ့ရာတိုက်ပွဲကြာချိန်တနအီကန်အပြန်အလှန်ပြစ်ခတ်မှုများဖြစ်ပွားခဲ့ကြောင်းသတင်းရရှိပါသည်။အဆိုပါတိုက်ပွဲမှာအကြံဘက်စစ်ကောင်စီဘက်မှ2ဦးသေဆုံးပြီးတော့ဒဏ်ရာရပြူစောတိ2ဦးထဲမှတောင်ညိုကွက်သစ်ဆေးရုံမှာဆေးကုသမှုခံယူနေစဉ်အတွင်ပြူစောတိ2ဦးထူဆေးရုံမှာသေဆုံးသွားတယ်လို့ဖော်ပြထားပါသည်။တိုက်ပွဲမှာ G3 တက်လက် MA3 တက်လက်ကာဗိုင်3လက်60မမစိန်ပြောင်းတက်လက် 60သီးကုလုံး၊ plastic နင်းမိုင်း5လုံး၊ရင်ဖြတ်မိုင်း4လုံးနဲ့ G3T အတောင်120တို့ကိုသိမ်းဆည်းရရှိပြီးတော့တော်လိုင်းရဲပေါ်များအထူးခိုင်မရှိအောင်မြင်စွာစုခွာနိုင်ခဲ့တယ်လို့သိရပါပါတယ်ခင်ဗျာ။ ဆက်လက်ပြီးညောင်လေးပင်မြို့နယ်ပဇွန်မြောင်းကျေးရွာအတွင်းမှာရှိတဲ့အိမ်များမှပြည်သူအိုးအိမ်ပစ္စည်းများလာရောက်ဖျက်ဆီးယူဆောင်နေတဲ့အကြမ်းဖက်စစ်ကောင်စီအဖွဲ့နဲ့ထိတွေ့မှုဖြစ်ပွားတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။မေလ၁ရက်နေ့မနက်7:55မိနစ်ကအချိန်မှာညောင်လေးပင်မြို့နယ်ပဇွန်မြောင်းကျေးရွာအတွင်းရှိအိမ်များမှအများပြည်သူအိုးအိမ်ပစ္စည်းများအားလာရောက်ဖျက်ဆီးယူဆောင်နေတဲ့အကြမ်းဖက်စစ်ကောင်စီအဖွဲ့နဲ့ P23703 မိနဂါတိုက်ကင်းအဖွဲ့နဲ့ထိတွေ့မှုဖြစ်ပွားခဲ့ကြောင်းတဲ့ရင်ထုတ်ပြန်ပါတယ်။ ထို့အတူပဇွန်မြောင်းကြီးရွာဆွေတလွဲပိုင်းမှာလည်းမွန်းတဲ့12နာရီ10မိနစ်အချိန်ကမှရန်သူစကားစမှတိုးကက်မှုများတွေ့ရှိရပြီးတော့ရန်သူမှစတင်ပစ်ခတ်တဲ့အတွက်ထိတွေ့မှုများဖြစ်ပွားခဲ့တယ်လို့ဖော်ပြထားပါတယ်။ဖြစ်စဉ်အတွင်းရန်သူဟာလက်နက်ကြီး120မမပစ်ကူနှလုံးပစ်ခတ်ခဲ့ပြီးမြဲလေထိခိုက်မှုတစုံတရာမရှိခဲ့ပဲထိတွေ့မှုဖြစ်စဉ်နှစ်ကြိမ်မှာမိနကားရဲဘော်များရဲ့ရဲဝန်စွန်စားစွာတိုက်ခိုက်မှုကြောင့်ရန်သူဘက်မှ3ဦးကထိခိုက်မှုရှိခဲ့ပြီးတော့ကြံထိခိုက်မှုများအားဆက်လက်စုံစမ်းလျက်ရှိတယ်လို့သိရပါပါတယ်ခင်ဗျာ။ ဆက်လက်ပြီးပသိမ်ကြီးမြို့နယ်ခမာယ119မှာစစ်မှုထမ်းတပ်သားအဖြစ်အတင်းအဓမ္မစုဆောင်းခံရသူအားတွားရောက်ကဲထုတ်တဲ့သတင်းကိုတင်ပြပေးပါမယ်။မန္တလေးတိုင်းဒေသကြီးပသိမ်ကြီးမြို့နယ်ခမာယ119မှာစစ်မှုထမ်းတပ်သားအဖြစ်အပတ်စဉ်5အတွက်အတင်းအဓမ္မစုဆောင်းခံရသူတအူးဟာစကစလက်အောက်မှာတာဝန်မထမ်းဆောင်လို့သောကြောင့်ဘာမာ Revolution Rangers တပ်ဖွဲ့သူစက်သွယ်အကူအညီတောင်းခံလာကြောင်းသတင်းထုတ်ပြန်ထားပါတယ်။အဲဒီလိုစက်သွယ်အကူအညီတောင်းခံသူအားဘာမာ Revolution Rangers တပ်ဖွဲ့မှချိတ်ဆက်ပြီးတော့တွားရောက် ခေါ်ဆောင်ပေးခဲ့ရာမေလတရက်နေ့မှာဌာနသို့အန်ဒီယကင်းဘီရှင်းစွာရောက်ရှိလာခဲ့ပြီးတော့မိသားစုနဲ့ဆက်သွယ်ပေးခဲ့တယ်လို့ဖော်ပြထားပါရခင်ဗျာ။ ဆက်လက်ပြီးကရင်ပြည်အမျိုးသားများကာကွယ်ရေးတပ် KNDF ဘူဟာအမှတ်9တပ်ဖွဲ့ဖွဲ့စည်းခြင်းတနှစ်ပြည့်အခမ်းအနားကျင်းပပြုလုပ်တဲ့တရင်ကိုတင်ပြပေးပါမယ်။2025ခုနှစ်မေလ1ရက်နေ့မှာ KNDF ဘူဟာအမှတ်9စတင်ဖွဲ့စည်းတည်ထောင်ခြင်းတနှစ်ပြည့်အခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်းတင်ပြရရှိပါတယ်။အဆိုပါအခမ်းအနားမှာဘူဟာအမှတ်9မှာရှိတဲ့တရင်များဖြစ်တဲ့ B25, 26, 27, 28မှာတပ်ပူတပ်မှုများရဲဘော်ရဲဘက်များမှတပ်ဖွဲ့ဖွဲ့စည်းတည်ထောင်ခြင်းတနှစ်ပြည့်အခမ်းအနားအတွက်အလန်တင်အလီ ေးပြုခြင်း၊ကြဆုံးရဲဘော်များအတွက်အောက်မေ့သတိရခြင်းနဲ့ရှေ့ဆက်တော်လှန်ရေးလုပ်ငန်းစဉ်များအတွက်အမှန်စကားပြောကြားခြင်းများပြုလုပ်ခဲ့တယ်လို့သိရပါတယ်ခင်ဗျာ။အခုတင်ပြခဲ့တဲ့စီးရီးသတင်းကောင်းထုတ်ချက်တွေကတော့ Radio NUG သတင်းတောက် Carshell ကပြပို့ထားတာဖြစ်ပါတယ်ခင်ဗျာ။